ဟေးအားလုံးမင်္ဂလာပါဒီနေ့ဖာရမာဒင်းအာ reaction လုပ်မဲ့ video တစ်ခုအရောအစောရောဟိမင်းတူရဲ့မေရိုမာရီယာနဲ့ပတ်သက်ပြီးတော့ဟောပြောမှုတစ်ခုကိုကျွန်တော်ဝင်ခါချင်ပါတယ်အိမ်မတမကောင်းတယ်အစောရောဟိမင်းတူဆိုတာခရီးပါတာထဲရောက်လာတာလည်းမကြာသေးဘူးလို့ယူဆရတယ်အာဒီအစောရောလည်းဖြစ်တယ်ဒီဆရာလည်းဖြစ်တယ်မင်းသားလည်းဖြစ်တယ်လားတော့မသိဘူးပေါ့နော်ဆိုတော့ဒီအစောရောဟိမင်းတူဟာဒီဘာနာတဲ့ခရီးပါ ဘာနာဝန်တယောက်မဖြစ် sorry ဖြစ်လာတာတမမကြားသေးဘူးဆိုပေမဲ့သူ့ရဲ့တမချမ်းစာနားလည်မှုဟာမြန်မာပြည်မှာထိတ်ထိတ်ကျဲဘတ်စတာတွေတမကောင်းခါရတဲ့အထိ system တအားကြတယ် systematic တအားကြတယ်เนาะအဲကြောင့်သူ့ရဲ့ကဲတင်ချင်းဖြစ်ပေါ်လာခြင်းအကြောင်းတရားလေးနဲ့ပတ်သက်ပြီးတော့အထူးသဖြင့်မေရော်မာရီယာရဲ့ခန်းကန်တာကိုပြောတော်တဲ့အရာဟာဒါတကယ် CEO ခရီးရန်ရဲ့ယုံကြည်ခြင်းနဲ့တူတယ်ကက်သရစ်ခရီးရန်ရဲ့ယုံကြည်ခြင်းနဲ့တူတယ်အဲကြောင့်သူ့ရဲ့ သူ့ကိုလေးစားတဲ့အနေနဲ့သူ့ရဲ့ဗီဒီယိုတစ်ခုလေးကိုအတူတူကြည့်ပြီးတော့သူ့ကိုကွန်ပျူတာအောင်ဆိုတာလေးပေါ့နော်။အာကျွန်တော်တို့အရင်ဥဆုံးကြည့်ကြရအောင်။ဖခင်ရဲ့လုံမယ်လို့ပြောတဲ့ရအောင်မေးခွန်းမထုတ်နဲ့။ဖခင်ရဲ့တက်နိုင်ခြင်းကိုမေးခွန်းမထုတ်နဲ့။အဲ့ဒါဆိုတော့ဖခင်ကတင့်ကိုတင့်အားဖြင့်လူမျိုးတကာကောင်းကြီးဖြစ်စေလိမ့်မယ်။ကျွန်တော်အားလုံးကောင်းကြီးဖြစ်ဖို့ကဘယ်ကစခဲ့ရသလဲ။မေရိုမာရီယာစခဲ့ရတယ်။ ဘုရားကမေတော့အာရိယာပြစ်စပြီးတော့ပရိသတ်တွေတည်စီခဲ့တာလေအဲ့ဒီအားလုံးဟာယေရှုကိုဖွားမြင်ဖို့အတွက်ယေရှုအဖြစ်ကျွန်တော်တို့အားလုံးကောင်းကြီးမဖြစ်ခင်မှာဖြစ်ဖို့အတွက်ဘုသူ့စပြီးအသုံးပြုခဲ့တာလေမေတော်မာရီမေတော်မာရီတော့ဘာလို့ဘုရားအသုံးပြုတာလဲဘုရားအသုံးပြုတာလဲ တက်နိုင်လို့မဟုတ်ဘူး။ तू ပတ်စံရှိလို့မဟုတ်ဘူး။ तू ကထူးခြားတဲ့သူဖြစ်လို့မဟုတ်ဘူး။ तू ကဖျားသခင်ရဲ့အလိုတော်ကိုဝန်ခံတက်လို့ဖြစ်တယ်။အာမင်။ तू အဲ့မှာဘာပြောလိုက်လဲတော့အရင်စိတ်ဝင်စားဖို့ကောင်းတယ်။ဖျားသခင်နဲ့မတက်နိုင်တော့အမှုရာမရှိလို့ပြောတဲ့ချိန်မှာ तू ပြောလိုက်တာအရင်စိတ်ဝင်စားကျမဒီကိုရိုကြီးကြုံဖြစ်ပါတယ်ကိုရိုကြီးအလိုတန်ကျမရဲ့တတ်တာတဲမှာပြေဆုံးပါစေတော့ဝေါ ဖခင်ရဲ့တတ်နိုင်ခြင်းကို question မလုပ်နဲ့ဖခင်ရဲ့တတ်နိုင်ခြင်းကိုမေးခွန်းမထုတ်နဲ့ဖခင်ရဲ့တတ်နိုင်ခြင်းကျွန်တော်သုံးပေါင်လောက်ရှိတယ်ကျွန်တော်တို့အုံနောက်နဲ့စဉ်းစားလို့မရဘူးတွေးခေါ်လို့မရဘူးကြံစားလို့မရဘူး तू ကတဘာဝဖခင်မဟုတ်တဘာဝလွန်ဖခင်ဖြစ်တယ်အာမင်ခမည်းအားဖြင့်ဖခင်ကတဘာဝလွန်အမှုရာတွေကိုလှူဆောင်ခြင်းနေတယ်တဘာဝလွန်အမှုရာတွေခမည်းအားဖြင့်အမှုပြုခြင်းနေတယ်ခမည်းအားဖြင့်လူပေါင်းများစွာကိုသူကကောင်းချီးဖြစ်စေခြင်းနေတယ် ခမားကဒီဂျပန်နိုင်ငံတစ်ခုလုံးကိုကောင်းချီးပြုဖို့အတွက်ခမားတို့တဲကတယောက်ကနေစတာခမားဖျားသခင်ကဖြစ်စေခြင်းနေတယ်ဂျပန်ဘယ်နိုင်ငံကိုဘလို့ကောင်းချီးဘယ်မျိုးကိုကောင်းချီးပြုဖို့အတွက်ခမားတို့တယောက်ချင်းစီအသုံးပြုသူဖြစ်စေခြင်းနေတယ်ဒါပေမဲ့ကျွန်တော်တို့ယုံကြည်တဲ့အရာကဘလို့ဖြစ်နိုင်မှာလဲကိုတော်ရဲလို့မင်းနေတာကကျွန်တော်ရဲ့ပြဿနာဖြစ်နေတယ်ကျမကတော့ကျမကတော့ကျွန်တော်ကတော့ရိုးရိုးတာမန်လုပ်လေးလုတ်တာဘာလို့ဆိုရဲအတွေးခေါ်ကျွန်တော်တို့ကိုဆုံးရှုံးစေနေတာ ဖခင်ရဲ့ဂတိတော်နဲ့လွဲချော်စင်းနေတာဖခင်ရဲ့တတ်နိုင်ခြင်းကိုမေးကိုမထုံနဲ့ခမည်းဖခင်ရဲ့လက်ရာတော်ကိုခမည်းရဲ့အသက်တာထဲမှာမြင်ခြင်းယင်ခမည်းအားဖြင့်လူမျိုးတကာကောင်းကြီးဖြစ်ခြင်းယင်ဖခင်ရဲ့တတ်နိုင်ခြင်းကိုမေးကိုမထုံပဲနဲ့ဖခင်ပြောလာတဲ့အရာကိုကျွန်တော်ဒီကိုရိုက်ကျမဒီကိုရိုက်ဂျွန်ဖြစ်ပါတယ်ကိုရိုက်ရဲ့လူတော်ဒီကျမရဲ့အသက်တာထဲမှာပြည့်စုံပါစေတော့ကျွန်တော်ရဲ့အသက်တာထဲမှာပြည့်စုံပါသေးသောဆိုပြီးတော့ဝန်ခံတတ်တဲ့သူဖြစ်ပါစေ အင်မတမကိုဒီအတိတ်ပဲရှိတဲ့ video ဖြစ်ပါတယ်ကျွန်တော်အကျွန်တော်ခုနပြောတော့ဒီအာအဆောရဟင်းမင်းသူဆိုတာကအာတမချန်းစာရီပွိုက်ဒီဂရီသူယူချင်မယူမဲတော်ဖူးရဲ့နဲ့တော်ဖူးမဲအာတကယ်အာပါစတာကြီးလည်းမဟုတ်ဘူးဘာသာထဲခရီးယံဘာသာကိုယူခရီးယံဘာသာထဲမှာရောက်လာပြီးတော့ခရစ်တော်ယုံကြည်လာခြင်းကလည်းမကြတဲ့ဥစ္စာပါဆိုမို့နော်အဲ့လိုကြားတာပေါ့နော်ဆိုတော့ ဒီနေရာမှာသူ့ကိုချီးမွမ်းခြင်းနဲ့လေးစားခြင်းနဲ့သူ့ရဲ့ခုနဖာနာပြောခဲ့တယ်လို့ပဲသူ့ရဲ့ယုံကြည်ခြင်းက systematic တအားကြတယ်နံပါတ်၁ getting ချင်းကိုဖြစ်လာဖို့ရာအတွက်ဖယားတခင်တောင်မှလူတွေကိုအတုံးပြုတ်နေတယ်ဆိုတဲ့ကောင်းကြီးတွေဖြစ်လာဖို့ရာအတွက်ခရစ်တိုရဲ့ getting ချင်းကိုအားလုံးအားလုံးတွေရလာဖို့ခရစ်တိုတို့လောကထဲမှာလာဖို့ရဲ့အတွက်ဖယားတခင်ကမာရီဆိုတဲ့အမျိုးသမီးကိုအတုံးပြုတ်နေတယ်ဆိုတဲ့အရာဖြစ်တယ် ဒါမျိုးကိုကျွန်တော်တို့ဘတ်စတာ ticket jerry တောင်မှဒီလိုမျိုးတတ်တိရှိရှိဟောပြောတယ်လို့မဲရောအကြောင်းမဲရောရဲ့ရေးပါမှုအခန့်ကန်တာကိုပြောတယ်လို့ဆိုတာတအားရှားတယ်အဲ့ဒီပြောလို့ဟောပြောဟောတယ်လို့ဆိုတဲ့ချိုးလို့တဲ့ကာဆန်နဲ့အာဒါအာဇီရဲ့ယုံကြည်ခြင်းနဲ့တူတယ်အာဇီရဲ့ယုံကြည်ခြင်းကြီးဖြစ်တယ်လို့ပဲမြင်ပါအဲ့ဆိုဆွေးမဲ့ခံကြပါအဲ့ကြောင့်လဲမပြောရဲကြတာပေါ့နော်ဆိုတော့အာဆိုတော့ဟင်းမင်းတူရဲ့ဒီ ဒါရိုးရိုးလေးကတွေးခိုလေးနဲ့ပြောတော်နေစကားဟာအင်မတမဖန်တယ်ဘာကြောင့်ဖန်တယ်လဲဆိုရင်ဒါကက်သရက်တင်းတို့အရာမေရိုမာရီယာဟာကျွန်တော်လူသားအလုံးရဲ့ကယ်တင်ခြင်းရဲ့လုပ်ငန်းစဉ်ထဲမှာအရန်အရေးပါတဲ့ပုဂ္ဂိုလ်တဦးဖြစ်တယ်ဆိုတာကျွန်တော်ကက်သရက်တင်းတို့ကယုံကြည်တယ်အာတခါတည်းမှာတုံးထုံးမှာ call retentive เนาะအာတွေးဖက်အာကယ်တင်ခြင်းမှာဘာဝန်တူပုံစံလဲကျွန်တော်တို့ယုံကြည်တယ် ဲ့လိုပြောတော့တခင်ရွှဲရိုးကိုအကုန်လုံးကျွန်တော်တို့ကဖြုတ်အာညှို့နှဲစေတာတခုမှမဟုတ်ပါဘူးအခုရှင်းပြပါမယ်ကျွန်တော်အကင်းချင်းကြီးကိုဖြစ်လာဖို့ရတော့ကျွန်တော်တို့ပြန်စားရမှာကအာတနေအေးဝါကြောင့်စပါတယ်အာတနေအေးဝါမှာနံပါတ်1ကြီးရနော်ယောက်ျားနဲ့မိန်းမရှိတယ်ယောက်ျားနဲ့မိန်းမရှိတဲ့အဲမှာမိန်းမဖြစ်တဲ့ပုဂ္ဂိုလ်အေးဝါကအရင်ဦးဆုံးဘုရားကိုနာမခံသူဖြစ်လာတယ်နော်မွေကလာပြီးတော့အစာတန်ကလာပြီးတော့ ကဲတီတီကိုစားဖယားမစားခိုင်းတဲ့ဒီနေစားစားလာတဲ့မျက်လုံးလုံးပေါက်လာမယ်လာပြီးတော့ထောက်ရှက်ပါတယ်အဲ့လိုဖြစ်တဲ့အချိန်မှာမိန်းမဖြစ်တဲ့အေးဘာကနေသွားစားပါတယ်စားတော့အပြစ်ထဲရောက်သွားပါတယ်ဒါတင်သူနဲ့ပြီးတော့မဟုတ်ဘူးနော်သူယောက်ျားကိုပါပေးလိုက်သေးတယ်သူယောက်ျားလည်းစားတယ်အပြစ်ကိုလုပ်လာတဲ့အချိန်မှာဥကအာဒါနဲ့အေးဘာကအထူးတကောပေါင်းစည်းပြီးတော့အပြစ်ကိုလုခဲ့ကြတာဖြစ်တယ် အဲကြောင့်တို့ကအေဒင်ဥယင်ကြီးကနေမောင်းထုတ်ခြင်းခံခဲ့ကြရဖြစ်တယ်။ကဘာဝချာခန်းကြီးတုံးမှာလိမ့်လာနိုင်ပါတယ်။ All right ဒီအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လူသားအလုံးရှုံရှုံခဲ့နော်အေဒင်ဥယင်ကြီးလို့ယူဆရမယ်။ကောင်းကင်နိုင်ငံတို့ဟာငါတို့လူသားတို့ပြန်ရဖို့မလွယ်ပါဘူး။အဲ့ဒါကိုဖရာတခင်ကငါတို့အလုံးကိုပြန်ပေးခြင်းတယ်လား။ပြန်ပေးခြင်းတဲ့အချိန်မှာ तू အထူးအတုံးပြူလာတဲ့အရာကဘာလဲ။ အဲ့ဒီကပ္ပဝုဇာခန်းကြီး၃ခန်းငယ်15မှာပဲပြောထားတာနော်အဲဒီမွေရမျိုးနဲ့မိမမျိုးကိုငါရညှိုးဖွဲ့စေမယ်အဲ့ဒီမိမအမျိုးကနေအာဖြစ်လာတဲ့ပုဂ္ဂိုလ်ကနေပြီးတော့မွေရဲ့ကောင်းကိုချိန်မယ်မွေကိုနင်းချိန်မယ်စာရန်ကိုအနိုင်ယူမယ်ဆိုမိမအမျိုးကနေလာတဲ့လူဆိုတာဘယ်သူလဲဘယ်သူလဲအဲ့ဒီမိမကိုဘယ်သူလဲဆိုတာကျွန်တော်တို့သိရမှဖြစ်တယ် ။တေချာတာတော့မိမအမျိုးဖြစ်တဲ့အချိန်မှာအေးပါလို့မျောတာတော့မဖြစ်နိုင်တော့။အေးပါထက်ထူးခြားတဲ့လူဖြစ်ကိုဖြစ်ရမယ်။ဟုတ်ကဲ့နော်။ဆိုတော့ဒါကိုကြည့်ဖို့အတွက်ကျွန်တော်ဟေရှာယခန်းကြီးခုနှစ်အခန်းငယ်၁၄ကိုကျွန်တော်တို့ဖတ်ရပါမယ်။အဲ့ဒီထဲမှာကျွန်တော်ဘာတွေ့ရတယ်လဲ။တရုတ်တရုတ်တမီကညာတီတာယောက်ကြောင့်ဖောင်းမြင်လိမိထိုတာကိုအီမနိုအဲအမီဖြစ်မဲရလာတာဆိုပြီးတော့ဖြစ်လာတယ်ဟာတရုတ်တမီတကညာနော် ကတားယောက်ျားဖောင်းမယ်အဲ့ဒီတားယောက်ျားကိုအီမာနုအဲလုံးဖဲရမယ်ဆိုတော့ဘရိုဖက်ဟေရှာယာနေပြမှာလေကျွန်တော်တို့ကိုပြောလာပြန်တယ်ဝါ alright okay ဒါဆိုရင်အဲ့ဒီအပြောကညာဆိုတာဘယ်သူရောကျွန်တော်တို့စတက်ပြီးတော့လေးလာစရာဖြစ်လာတယ်လေးလာတဲ့ချိန်မှာရှင်မတဲ့အခန်းကြီးတအခန်းငယ်33မှာပါလေအဲ့ဒီတရုံတို့တမီးကညာဆိုတာပါလေမာရိယာဖြစ်လာတယ်သူမွေးလာတဲ့ပုဂ္ဂိုလ်ကဘယ်သူလဲ တားရောက်ကြပြီသူလည်းတခင်ယေရှုဖြစ်လာတယ်။ကြောင့်မိမအမျိုးကနေစင်တယ်လာတဲ့မွေရဲ့ကောင်းကိုနင်းချင်နိုင်မယ်မွေဆိုတဲ့စာတန်ရဲ့ညာကိုအောင်းနိုင်မယ်ပုဂ္ဂိုလ်ဆိုတဲ့တခင်ယေရှုဖြစ်လာတယ်။တခင်မေရိုမာရိရဲ့အမျိုးတွေရမေရိုမာရိရဲ့စစ်လို့ခေါ်တယ်နော်။အာမေရိုမာရိကနေစင်တယ်လာတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။အဲကြောင့်မိမရဲ့အမျိုးမိမနဲ့ မိမဆိုတဲ့လူကဖြစ်သေးတယ်ဒါအေးဘာတော့စာတန်ရဲ့လက်ထက်ရောက်သွားပြီသူမဖြစ်နိုင်ဘူးအဲ့လိုလူဖြစ်နိုင်တာဘယ်သူလဲအမျိုးသမီးမာရီဖြစ်လာတယ်ဒါယောက်ျားလေးကအာသန်ဖြစ်လာတယ်အဲကြောင့်ရောမဩဝါဒစာခန်းကြီး59မှာထင်တယ်အာတခိစုကိုအတိတ်တော့အာသန်လို့ခေါ်တယ်ဒါဆိုအတိတ်တော့အေးဘာဘယ်နာရောက်နေတယ်နာမည်တော့ဖို့ဆက်တော့မလို့ပဲနဲ့မေရိုမာရီယာဟာအတိတ်တော့အေးဘာဖြစ်လာတယ် ဒုတိယအေးပါပြောပြောနော်အတိတောအေးပါပြောပြောတခင်ယေရှုကိုဒုတိယအာတနောပြောပြောအာအတိတောအာတနောပြောပြောနော်ကျွန်တော်တို့ခရိယန်ဒီအိုလိုဂျီမှာအဲ့လိုကျွန်တော်တို့တွေ့လာရတယ်ရှေးခရိယန်တွေလည်းအဲ့လိုယုံကြည်လာကြတာအဲ့တော့ပြောချင်တာအပြစ်လုခဲ့ကြတဲ့အချိန်မှာအေးပါကအရင်အပြစ်လုတယ်နာမခံဘူးဒါမှဒီနေ့ထူးခြားတာက ခုနအစောရောဟိမင်းတူပြောထားတဲ့ကြမ်းချက်ကရှင်လူကအခန်းကြီးတအခန်းငယ်36ကနေ56ကြားမှာဖြစ်ပါတယ်။အဲ့ဒီထဲမှာကောင်းကင်တမန်ကလာပြီးတော့မာရီကိုစကားပြောပါတယ်။စကားပြောတဲ့အချိန်မှာဒါယောက်ကြောက်ဖောင်းမြင်မယ်။ထိုသားကိုယေရှုတို့နဲ့ရမယ်။လူမျိုးတကာကိုကယ်တင်မယ်ပုဂ္ဂိုလ်ဖြစ်မယ်စားတယ်ပြောတဲ့အချိန်မှာဟောငါမှယောက်ျားနဲ့ငါတူမနေဘူးဘယ်လိုလုပ်ကလေးရမှာလဲ။ယောသားဖြောင်းမှန်းစာနဲ့ပြန်မိတယ်။ ဒါပေမဲ့ကောင်းကင်တမန်ကပြန်ရှင်းပြတယ်အိုးဒါကဝိညာဉ်တော်ကြောင့်ဖြစ်လာမယ်။နင်မြစ်ဆုံတော်ဖရာတခင်ရဲ့ပုံပုံတော်ကြောင့်တန်ရှင်းတော်ဝိညာဉ်တော်ကြောင့်နင်ရဲ့သားထဲမှာကြီးမြတ်တော်သားရောက်ကြောင့်ဖောင်းမြင်မယ်ဖြစ်တာလေချင်းမ။နောက်ဆုံးနောက်ဆုံးမှာမေရိုမာရီယာပါပြောလဲ။ကျွန်မဟာဖရာတခင်ရဲ့ဂျွန်မဖြစ်တယ်။ကိုရိုရဲ့စကားအတိုင်းဂျွန်မမှာဖြစ်ပါစေလို့။ဘာစေဖြစ်ပါစေဆိုပြီးမှလက်ခံလာတဲ့ကျွန်တော်ရဲ့ကယ်တင်ခြင်းကြီးရဲ့စတာဖြစ်ပါတယ်။တကယ်တမ်းကျတော့မေရိုမာရီယာဆိုလေလူသားဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ freedom တော့ free way ကိုအတုံးပြိုးပြီးတော့ဒီဖခင်ရဲ့ဖြစ်ခေါ်တန်တစ်ခုကိုသူကငင်းဆန်လို့လဲရညာခဲ့မှာပါ။ဘာလို့လဲအေးဝတော်မှာဖခင်ကမလုံနဲ့ဆိုတဲ့အကိုသူ့ရဲ့ဆန္ဒကိုငင်းတယ်ပြီးတော့တော်လို့မိတယ်လို့မေရိုမာရီယာရဲ့ဖခင်ကဒီလိုကန်းခန်းလာတဲ့အလုပ်ကိုကယ်တင်ခြင်းလုပ်ငန်းမှာပါဝင်လာဖို့ဖြစ်ခေါ်တဲ့အရာကိုငင်းတယ်ပြီးတော့ရမှိုင်ပါရနိုင်ပါတယ်။သူ့မှာသူ့ဆန္ဒကိုပဲလောလတ်ပါခွင့်ရှိတာဟုတ် ဒါပေမဲ့မေရိုမာရီယာမငင်းပယ်ခဲ့ဘူးကိုရိုရဲ့စကားအတိုင်းဂျွန်မားမှာဖြစ်ပါစေဆိုပြီးမှ yes fiat in latin lo code fiat ဆိုတဲ့စကားလုံး english လို့ဆိုရင် yes မြန်မာလိုဆိုရင် ambase ဖြစ်ပါစေဆိုတဲ့စကားအแทနဲ့ကိုကေတင်ချင်းလုံးန်ကြီးရစတာဖြစ်တယ်ကျွန်တော်ဒီနေရာမှာကျွန်တော်တို့ကအေးပါရဲ့အမဟာလုံးမိတဲ့အရာကပါလေနာမခံမိတဲ့အရာကဒီမေရိုမာရီယာအတိတ်တော့မေရိုမာရီယာအေးပါဖြစ်တဲ့မေရိုမာရီယာက reverse ပြန်ပြီးမှပြောင်းပြန်အကောင့်ဖက်ကိုပြန်ထည့်လိုက်တယ်ဘုရားကိုပြန်နာခံလိုက်တယ်အေဗာဟောင်းကတော့ဘုရားကိုငြင်းခံတဲ့ဘုရားကိုနာမခံဘူးအခုဟောင်းအတိတ် sorry အတိတ်တော့အေဗာဖြစ်တယ်မာရိယကတော့ဘုရားရဲ့စကားကိုနားထောင်ပြီးတော့ဖြစ်ပါစေလို့ပြောတာ ਨੇ အဲ့ဒီမှာတမဟောင်းမှာလည်းအာဒာနဲ့ sorry အေဗာနဲ့တွေးတော့တာကအာဒာတမတိမှာလည်းကေဒင်ချင်းလုံကဖြစ်လာတဲ့အချိန်မှာအေဗာနဲ့တွေးတော့မယ့်ပုဂ္ဂိုလ်တဦးလိုအပ်တယ်သူကဘယ်သူလဲသူကနေမွေးဖွားလာတဲ့တခင်ဆိုဖြစ်တယ် အတိတ်တော့အာလံဖြစ်တယ်သူတို့ပေါင်းပြီးတော့เนาะတကယ်လက်တွဲမှာပေးတာမွေရဲ့ကောင်းကိုနင်းချင်နိုင်တာသခင်ယေရှုပါပဲမာရိရှီယာနေမွေးဖွားလာလဲအာဒီမာရိရဲ့ seed ကနေမွေးဖွားလာမဲ့တားယောက်ျားဖြစ်တဲ့သခင်ယေရှုပါပဲတကယ်စာတန်ကျမ်းဆွေးကိုအောင်းနိုင်တာက လခင်ယေရှုဖြစ်တယ်ဒါပေမဲ့အဲ့ဒီအရာဖြစ်လာဖို့အတွက်ဘူပေါင်းမှုမှာဘာဝင်ခဲ့တဲ့ပုဂ္ဂိုလ်ကမာရီဖြစ်တယ်ဒါမှဟောင်းမှာကြတော့ဘယ်လိုလဲစာတန်ရဲ့ယံကိုပထမဆုံးအဆုံးခံလိုက်ရတဲ့စာတန်ဖက်ကိုစာတန်ရဲ့စကားကိုနာခံမိဖျားစကားကိုလက်မခံပဲနာခံစာတန်ကိုနာခံမိတာကအေးပါဖြစ်တယ်အေးဝါကယောက်ျားအာဒံကိုလည်းဆွဲခေါ်သွားခဲ့တယ်။ဒီတခါတော့အေးဝါကကောင်းကောင်းအေးဝါတိဖြစ်တဲ့မာရိယာဘုရားကိုစလက်ခံတယ်။ပြီးတော့ ခင်ယေရှုကအဲ့ဒီအရာတွေကိုထပ်ပြီးမှပြည့်စုံသွားစေတယ်။အားလုံးက reverse ပြန်ဖြစ်သွားတယ်။အဲ့ဒါကကျွန်တော်ခရစ်ယာန်တွေရဲ့ doctrine ရဲ့အခြေခံအုတ်မြစ်ဖြစ်တယ်။ကျွန်တော်တို့မြန်မာပြည်မှာဘာသာရေးခေါင်းဆောင်တွေ Pastor Jesus တွေတောင်မှဒါမျိုးမပြောချင်ဘူး။မာရီယာတီတိုအေဗာဖြစ်တဲ့ဆိုတဲ့မဝမခံချင်ဘူးမာရီယာကျွန်တော်ကယ်တင်ခြင်းလုံကမှဘာဝနဲ့ဆိုတာလည်းမခံချင်ကြဘူးတချို့တွေတရတီးရဲ့ကောင်းချောင်းကိုပဲပြောနေကြတယ်ဒါပေမဲ့အပြင်လေးဘယ်လိုဖြစ်လာတယ်လဲအတင်းအပြင်ကိုဘယ်သူစိုက်တယ်မပြောကြတော့ဘူး နော်တခီဆိုရကောင်းမြတ်ချင်းကိုဟုတ်တယ်ပြောရမှာဖန်တယ်ဒါပေမဲ့ဖရာတခင်ကဒီကောင်းမြတ်ချင်းတခီဆိုအခုနဆိုတော့ခင်းနေသူပြောတယ်လို့အဒီငါတို့ကောင်းကြီးရလာဖို့အတွက်အဲ့ဒီမတိုင်ခင်မှာကောင်းကြီးရဖို့အတွက်အလုပ်မှာပါဝင်ခဲ့တယ်မာရီရှိတယ်ဆိုတယ်လို့မျိုးပေါ့နော်တခီယေဆုကငါတို့ကယ်တင်ဖို့လာတဲ့အတွက်လာခြင်းကိုကြီးမွန်ကျွေးကြပေးမှာအမြဲကျွေးကြနေတဲ့လူတွေပါစတာတွေယုံကြည်သူခရစ်ယာန်တွေအများကြီးရှိပါတယ်ဒါပေမဲ့ အဲ့လိုဖြစ်လာဖို့ကတော့ဖယားတခင်ကတုံပြတယ်မာရီရှိတယ်ဆိုတာကိုဝမခံချင်တဲ့လူတွေတပုံးတခေါင်းကြည့်ပါမယ်နော်တချို့လူတွေဆိုဘယ်လောက်ထိတောင်ပြောတယ်အာမာရီမရှိလဲငါတို့ကယ်တင်ခြင်းဖြစ်မှာပဲအဲ့ဒါရှင်းရှင်းပြောနေတာအယူစကားပါပဲအယူစကားပါပဲဒါဘယ်သူ့ကိုမှဆဲတာမဟုတ်ဘူးအယူစကားနော်အဲ့ဒါကဖယားကိုတိုက်ရိုက်ပြင်ပါခြင်းဖြစ်တယ်ဖယားတခင်ကမာရီမတိုင်ခင်မှာလေမိမများစွာရှိတယ်သူတို့မယွေဘူး ဘုရားသခင်ကကယ်တင်ခြင်းကိုလုချင်တပါရှင်တခင်ယေရှုလည်းလောကမှာလာခိုင်းစေလဲမလိုဘဲနဲ့ကယ်တင်လို့ရတယ်။ဒါပေမဲ့ဘုရားသခင်ကအဲ့ဒီနိလန်းကိုမတွန်းဘူး။ဘုရားသခင်ကတွန်းပြတဲ့နိလန်းကအေဝါအဟောင်းအစာအတိမာရီကိုအစာထိုးတဲ့အာဒနာဟောင်းအစာအာဒနာအတိတခင်ယေရှုကိုအစာထိုးတဲ့နိနဲ့ကျွန်တော်တို့ကယ်တင်ခြင်းကိုပေးရဖြစ်တယ်။အဲ့ဒါကြောင့်အဲ့ဒီတခင်ယေရှုအဖြစ်ကယ်တင်ခြင်းကတော့အားလုံးရပြီးတော့ကောင်းကင်ဆွေးနွေးကံတော်ကိုရရှိမဲ့ပုဂ္ဂိုလ်တွေဖြစ်လာကြတာဖြစ်ပါတယ်။ ဒါလေးတွေနားထောင်တတ်ရအောင်တည်တတ်ကြရအောင်အစိုးရဟင်းနှင်းတို့ပြောတယ်လို့နော်ငါတို့ကောင်းကြီးဖြစ်လာဖို့အတွက်မာရီကိုဖယားတခင်ကကောင်းကြီးဖြစ်စေခဲ့တယ်။သူကစကားကို yes fiat ဖြစ်ပါစေဆိုတဲ့စကားလေးကိုအတုံးပြုခဲ့တယ်။အဲကျွန်တော်မိတ်ဆွေတို့ကျွန်တော်ဘယ်နိုင်ငံမှာရောက်နေရောက်နေဖယားတခင်ကကျွန်တော်တို့ကိုကြီးမားတဲ့မှုတွေပြုတယ်။ မာရိကပါပြောလဲဖခင်တခင်တင်ငါတော့ကြီးမတော်မှုကိုပြုတ်တယ်ဆိုပြီးတော့အရှင်လောကအခန်းကြီးတဲ့အခန်းငယ်59မှာပြောတယ်။ကျောင်းဖာရမန်ဒင်းဆိုတဲ့ဘဝမှာအမေရိကန်နိုင်ငံလိုမျိုးအိမ်မက်မမက်ဖူးတဲ့နေရာမှာယဟန်ဖြစ်လာခြင်းကြောင့်တဲ့ခွန်ရတာကဖခင်ရဲ့ကြီးစုဆိုတာဒီလိုအဲ့ဒီကြမ်းချက်ကိုကျွန်တော်ဘဝမှာဂိုင်းဆွဲထားတာဖြစ်တယ်။အဲ့တော့နိုင်ငံခြားတွေမှာရောက်တဲ့ကျွန်တော်ဂျမားတို့တွေအားလုံးလည်းဖခင်တခင်အကြမ်းအရှိရှိတယ်။ကျောင်းအစိုးရဟိမင်းတို့ပြောတယ်လို့ငါတို့အားလုံးကဒါရောက်တဲ့နေရာနဲ့ကိုယ့်ရဲ့ယုံကြည်ခြင်းကိုကြီးပွားအောင်ပြုလုပ်ဆောင်ရွက်ရမယ်ဆိုကျွန်တော်တို့ အများကြီးပြောင်းလဲစေပြောင်းလဲမှုတွေနေရတကမှာလုံနိုင်တာဖြစ်ပါတယ်ဆိုရရနော်ဘုရားရဲ့ကောင်းမြတ်ခြင်းဘုရားရဲ့လုံနိုင်စွမ်းကောင်ကတော့မင်းခွင့်မထုတ်ဖို့လိုအပ်တဲ့အကြောင်းကိုပြောကြရင်လည်းပဲဆိုတော့မင်းဟုန်တို့ကိုလည်းကြီးစုတင်နေတယ်မင်းအာနောက်နောက်မှာလည်းဆိုတော့မင်းဟုန်တို့အားရင်ကျွန်တော် live တွေမှာလည်းသူ့ရဲ့ယုံကြည်ခြင်းတွေကိုမင်းများချင်းတက်တေခံခြင်းတွေကိုလည်းကျွန်တော်ဆွေးနွေးတော့မှာဖြစ်ပါတယ်အဲကြီးစုတင်ပါတယ်ဆိုတော့မင်းဟုန်တို့လည်း TV လိုလေးကိုကြည့်ခဲ့တော့တင်ရဲ့ယုံကြည်ခြင်းစနစ်တအားကြတယ် အရန်စနစ်တအားကြတော့အရန်ချင်းဝန်ပါတယ်လေးစားပါတယ်ဆရာအနေနဲ့ဒါဒီအိုလိုဂျီတွေကျန်းစာကျောင်းပွဲတွေပါဒီဂရီရချင်မှရမှာဒါပေမဲ့ရိုးရိုးလေးတွေးပြီးမှရိုးရိုးလေးယုံကြည်တဲ့အရာကတကယ်ခရီးရန်ရဲ့အဖြစ်တာရအခြေခံကြတဲ့ယုံကြည်မှုတစ်ခုဖြစ်တယ်ဆိုတဲ့ဟာလေးပေါ့နော်ဒါအိမတမအဖာကလည်းအရာဖြစ်တဲ့ကြောင်းအာချင်းဝန်ချင်းစကားလဲဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်နားထောင်တဲ့ပုဂ္ဂိုလ်တွေအားလုံးဖခင်ကောင်းချီးပေးပါစေ God bless you